မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒဝယ်မြို့နယ်မှာရှိတဲ့ ရွှေကူစစ်တပ်ဂိတ်စခန်းနဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ရောင်းအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီး4ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့မွန်းလွဲ2နာရီခန့်အချိန်မှာဒဝေမြို့နယ်ရှင်မုတ်ထီးကျေးရွာမှာရှိတဲ့ရွှေကူစစ်တပ်ဂိတ်စခန်းနဲ့စခန်းကုန်းကိုတော်လိုင်းတပ်ဖွဲ့များကဝေရောက်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှု9နာရီဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းသေဆုံးပြီး4ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ငကြင်းမီတက်လက် MA4 တက်လ လက် MA3 3လက် MA2 တလက် MA1 4လက်60မောင်းမှကွန်မန်ဒိုစိန်ပြောင်းတလက်14နေမိုင်း4လုံးလက်ပြပုံ4လုံးလက်ခုံးမိုင်း5လုံးလက်ကင်ဖုန်း7လုံးနဲ့စစ်3ဆောင်ပစ္စည်းအများပြားကိုသိမ်းဆည်းရရှိကစစ်စေးရဲ့ဂိတ်နဲ့စခန်းကုန်းကိုသိမ်းပိုက်မိရှုဖြတ်စည်းနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတက်ခိုက်မှုကိုဒုရကစစ်ကြောင်းဦးဆောင်မှုနဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရေပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF Federal Drone Jet Drone တက်ခွဲ FPF နဲ့ကောင်းကြီးနောင်စစ်ကြောင်းတက်ခွဲတဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများကိုအချိန်ဟုန်တုံးမြင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်တရိပ်ပြူသွာလာနေထိုင်ကြရတယ်နဲ့တော်လန်ရေးနဲ့စစ်ရေးအချိန်ဟုန်မြင့်လာတာနဲ့အများပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီခြင်းနဲ့စစ်ကောင်စီတပ်သားများရဲတပ်ဖွဲ့ဝင်များအနေနဲ့လည်းပြည်သူရင်ဝင်ကိုခိုးလုံပြီးတော့အများဆုံးပူးပေါင်းပါဝင်ပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်ကိုင်းလေချေးရွာကိုင်းလေရဲစခန်းမှာအထိုင်းချတပ်ဆွဲထားတဲ့စစ်တပ်ကိုတိုက်ခတ်ရာအချမ်းဘတ်စစ်ကောင်စီဘက်ကထိခိုက်တေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ24ရက်နေ့မှာပေါ့မြုံနယ်ကိုင်းလေချေးရွာကိုင်းလေရဲစခန်းမှာအထိုင်းချတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ကောင်စီလက်ပါစီရဲနဲ့ပြူစောတိများကိုတော်လိုင်းတပ်များကပူးပေါင်းတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုမှာအချမ်းဘတ်စစ်တပ်ကထိခိုက်တေဆုံးသူအရေအတွက်ကိုတော့အတိမပြုတ်နိုင်ပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်ကအထိနာပြီးတော့လေးချောင်းပစ်ကူပေးခဲ့တဲ့အပြင်ကပ္ပဆာ24ကလည်း120မမလက်နက်ကြီးများနဲ့ပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်ပကဖတက်ခွဲ ပေါင်းမြုံနယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ပေါင်းမြုံနယ်ပကဖတိုက်ခိုက်ရေး YRF တပ်ဖွဲ့ပခုတ်ကူခရအမတ်၁၂တရင်ပခုတ်ကူခရအမတ်၁၈တရင်နဲ့ပေါင်းမြိုင်တပ်ပေါင်းစုတရင်တက်တက်ခွဲတက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ကိုင်းလေရဲစခန်းကတော့တော်လိုင်းတပ်တွေတောက်လျှောက်တိုက်နေတဲ့စခန်းမှာဘန်ဂါရီအခိုင်မှာဂရုချင်းတွေအခိုင်မှာနဲ့တိစောက်ထားတော့ဖြိုရခတ်နေတယ်။ဒါပေမဲ့တော်လိုင်းတပ်တွေသွားတိုက်တိုင်းအဲ့ဒီရဲစခန်းမှာအထိုင်ချထားတဲ့စစ်သားနဲ့ရဲတွေတေဆုံးဒဏ်ရာရတာတွေရှိနေပါတယ်လို့ဒေသခံတော်လိုင်းရင်းမြစ်ကရှင်းပြထားပါတယ်။ ပေါင်းမြုံနယ်ကိုင်းလေရဲစခန်းကို2024ခုနှစ်နိုဝင်ဘာလ4ရက်နေ့ကနေနိုဝင်ဘာလ17ရက်နေ့အထိ drone 6စီးဘုံသည့်အလုံးကြီး200ကျော်နဲ့ဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်မှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်းတွေအနေနဲ့ကင်းစီဖို့အတွက် ိမ့်ပိုက်ခံလိုက်ရတဲ့စခန်းတွေမှာမြေမြုံမိုင်းတွေကိုပထန်းစာသားတွေကတ်ပြီးတော့ရရရချေထောင်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြေမြုံမိုင်းတွေလက်ကြံဘုံးဒီတွေနဲ့ short tight ဒုံးတွေမှာနတ်ထိပစ္စည်းရောအတ္ထိပစ္စည်းရောစတဲ့24ပစ္စည်းမှာပါတဲ့စာသားတွေကိုကတ်ပြီးတော့မြေကြီးထဲမှာမြုံနှံရရရချေခဲ့တာဖြစ်တယ်လို့သိရပါတယ်အဓိကကတော့သူတို့အထိုင်ချတဲ့ကာကင်းစခန်းတွေပတ်ပတ်လဲမှာအဲ့ဒီလိုတွေတွေ့ရတာပါပဲပထန်းရွေရင်အန်ဒီယကင်းနေဆိုပြီးတော့သူတို့ကရရရချေခဲ့တဲ့ပုံပါပဲအခုချိန်သာမြတ်စွာဘုရားရှိသေးမယ်ဆိုရင်ဓာရီကိုကြည့်ပြီးတော့ဘာသာတော်ပြောင်းသွားတော့တယ်လို့ တင်းရင်းမြစ်ကပြောပြထားပါတယ်စစ်ကောင်စီဟာမြေမြုံမိုင်းတွေကို၎င်းတို့အခြေချခဲ့တဲ့တပ်စခန်းတွေကာကင်းတွေရဲစခန်းတွေလမ်းမိုင်းတွေမှာအုံပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်ရခိုင်ပြည်နယ်မောင်တော်ဘူတီတောင်အန်တောင်ကုတ်ဂွမ်းမြို့တွေမှာလူနေအိမ်များနဲ့ဖျားချောင်းကန်ဇေဒီပထိုးတွေအထိကိုမြေမြုံမိုင်းတွေတူးဖော်ရှင်းလင်းနေရတာပဲဖြစ်ပါတယ်အမ်းမြုံမှာကတော့မြေမြုံမိုင်းကအများဆုံးပါပဲနောက်ပါခဌာနချုပ်ဘေးပတ်ပတ်လဲမှာခြေချလို့တော့မရဘူးလို့မြေမြုံမိုင်းရှင်းလင်းရေးတရင်အရင်မြစ်ကပြောပြထားပါတယ်ရခိုင်ပြည်တိုင်းနယ်တိုက်ပွဲကြီးအတွင်းမှာမြေမြုံမိုင်းကြောင့် တေဆုံးခဲ့ရတဲ့လူဦးရေဟာ၁၀နဲ့ချီပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်စင်ကျုံရွာထိပ်မှရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သားနဲ့ပြူစောတီ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ29ရက်နေ့မနက်ပိုင်းကစလင်းမြို့နယ်စင်ကျုံကျေးရွာထိပ်မှရှိတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတီ၁၀ဦးခန့်နဲ့တပ်ဆွဲပြီးတော့ပြည်သူများထံကနေပြီးတော့စက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုဒရုန်းနဲ့မနက်6နာရီမှတစ်ချိန်မနက်7နာရီခန့်မှတစ်ချိန်နဲ့ 9နိုင်ကမှတစ်ချိန်စုစုပေါင်း3ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ပြူစောတီ9ဦးတေဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အင်အားက၁၀ရောက်လောက်ပဲရှိတာမနက်၆နာရီမှာတစ်ကြိမ်ရဲ၈နာရီခွဲလောက်မှာတစ်ကြိမ်နဲ့၉နာရီကျော်ကျော်လေးမှာတစ်ကြိမ်၃ကြိမ်ကျဲချခဲ့တာ၅កောင်သေးတယ်၄កောင်ကတော့ဒဏ်ရာရတယ် အဲ့ဒီတေဆုံးထိခိုက်မှုစရင်ကအတီးပြူပြီးသားဖြစ်ပါတယ်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာတော့ရှိတယ်ဒါပေမဲ့ရဲဘော်တွေထိခိုက်မှုမရှိပါဘူးတိုက်ခိုက်ခံရပြီးတော့အင်အားတွေထပ်တိုးထားတာရှိပါတယ်လို့မင်းဘူးခရိုင်အမှတ်တိုင်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်တိုင်ရင်နဲ့မကွေးတိုင်း drone တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့တို့မှာ စိုင်းကဲကဲရီသမားတွေကိုရခိုင်ပြည်နယ်ဂွမ်းမြို့နယ်ဘက်ကို ခရီးသည်ရိတ်ခါစေးဝါးနဲ့ကုန်ပြည်စည်းများကိုပို့ဆောင်ခြင်းမပြုလုပ်ရန်စစ်တပ်နဲ့ရဲများကလက်မှတ်ရေးထိုးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ29ရက်နေ့မနက်7:00ခန်းအချိန်မှာမတိုင်းကျောင်းမြို့မြို့မှာရဲစခန်းကမြို့အတွင်းကိုပြေးဆွဲနေတဲ့စိုင်းကယ်ကယ်ရီတမားများကိုခေါ်ယူပြီးတော့ရခိုင်ပြည်နယ်ဂွားမြို့ကိုခရီးသည်များရိတ်ခါပြည်စည်းများပို့ဆောင်ခြင်းများမပြုလုပ်ရန်အဲ့ဒီဒေသများကိုကုန်ပို့ရန်ဒုံမဟုတ်လူသွားရောက်ပို့ဆောင်ရန်လာရောက်ငှားရမ်းသူများရှိပါကရဲစခန်းကိုချက်ချင်းတရင်ပို့ရန်မြို့မှာစခန်းမူ ရဲအရာရှိတင်လင်းထုတ်ကပြောဆိုခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့ဆိုင်ကယ်ကယ်ရီသမားများအားလုံးကိုရဲစခန်းရဲ့မှာကြားချက်များကိုသိရှိပါတယ်ဆိုတဲ့ခံဝန်ချက်များကိုလည်းလက်မှတ်ရေးထိုးခိုင်းလိုက်တယ်လို့သိရပါဗျ။အဓိကကတော့ငတိုင်းချောင်းကလမ်းမကြီးတွေကတော့စစ်စဲရိတ်ဂိတ်တွေအထက်ထက်နဲ့ပိတ်ထားပြီးပါပြီ။ဒါပေမဲ့ဆိုင်ကယ်တွေကတော့တော်လန်းတွေရွာလန်းတွေကနေပြီးတော့သွားလို့ရတော့အဲ့ဒီဆိုင်ကယ်ကယ်ရီသမားတွေကိုခေါ်ပြီးတော့လက်မှတ်ထိုးခိုင်းတာရခိုင်ပြည်ဂွားမြို့ဘက်ကိုစေဝရိတ်ခါခရီးတဲ့ကုန်ပစ္စည်းဘာဆိုဘာမှမပို့ဖို့ပို့လို့ပြန်သိရင်လည်းအေးအေးယူခံရမယ်။ ကွာဘက်ကိုပို့လို့လူလာငှားတာရှိလို့ရှိရင်လဲရဲစခန်းကိုအကြောင်းကြားရမယ်ဆိုပြီးတော့ခေါ်ပြောတာပါသူတို့ရဲ့ညွှန်ကြားချက်တွေကိုသိရှိကြောင်းကိုလည်းလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့စိုက်ကယ်ကယ်ရီသမားတို့ကရှင်းပြထားပါတယ်လက်ရှိ AOD တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများဟာ ဧရာဝတီတိုင်းအထည်ကိုကူးဆက်လာတဲ့အတွက်ကြောင့်အကြမ်းမဆက်တကစီရေးပြင်ဆင်မှုများအကြီးအကျယ်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ပသိမ်မြို့နယ်ရွှေတောင်ရံဘက်မှာလည်းတိုက်ပွဲများဖြစ်ပွားမှုတွေရှိနေပြီးတော့အကြမ်းမဆက်တစစ်ကြောင်းများဖိခိုက်မှုတွေများပြားနေတယ်လို့သိရပါတယ်။အရကတက်တော် AA ဥဆောင်တဲ့တော်လိုင်းတပ်များကဧရာဝတီတိုင်းအတွင်းမှာရှိတဲ့အကြမ်းမဆက်တရဲ့ .263 စခန်းနဲ့ .369 စခန်းတို့ကိုလည်းအခုဇန်နဝါရီလအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOR တိုင်းပသိမ်မြို့နယ်ချောင်းသာမြို့မှာအကြံပေးစစ်တပ်ကခြေရွာအုပ်ချုပ်ရေးမှုများနဲ့အဖွဲ့ဝင်များကို လက်နက်ပစ်ခတ်မှုနဲ့စစ်တင်နှမ်းများပေးမှဖြစ်ပြီးတော့ AA ရဲ့ထိုးစစ်များဝေရောက်လာနိုင်တဲ့အတွက်ကြောင့်အဲ့ဒီစစ်တင်နှမ်းများကိုပေးရန်စီစဉ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ကစတင်ပြီးတော့ချောင်းသာမြို့ကအုပ်ချုပ်ရေးမှူးများကိုအကြမ်းဖက်စစ်တပ်ကပသိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာမှာရှိတဲ့အမှတ်6စစ်အခြေခံလက်ကျင်ရေးတပ်မှစစ်တင်နှမ်းတွေပေးသွားမှဖြစ်တယ်လို့သိရပါတယ်။ချောင်းသာမြို့မှာရှိတဲ့အုပ်ချုပ်ရေးမှူးကိုအကြမ်းဖက်စစ်တပ်က2024ခုနှစ်ဒီဇင်ဘာလအတွင်းကစတင်ပြီးတော့လက်နက်ငယ်တချို့ကိုင်းဆောင်ခွက်ပြုခဲ့တော်လဲအခြေခံစစ်ပညာတင်နှမ်းများပို့ချရခြင်းမရှိသေးတဲ့အတွက်စစ်တပ်ကပြစ်ခတ်မှုနဲ့စစ် င်နှံများပေးရန်စီစဉ်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ချောင်းသာမြို့နယ်ခွဲမှာဒီသမလာကလေးကအုပ်ချုပ်ရေးမှုတွေကိုစစ်ခွေးတွေကလက်နက်ကင်ဆောင်ခွင့်ပြုထားတာအခြေခံစစ်ပညာတော့တင်ပြထားတာမရှိသေးလို့ဖေဖော်ဝါရီလ9ရက်နေ့မှာလေ့ကျင့်ရေး6ထဲမှာအခြေခံစစ်တင်နှံတွေတက်ရောက်တင်ကြားပေးမယ်လို့သိရတယ်လို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တအုပ်ကရှင်းပြထားပါဗျ။လက်ရှိမှာတော့ အေအေဥဆောင်တဲ့တော်လိုင်းတာများကပသိမ်မြို့နယ်ရွှေတောင်ရံမြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေပြီးတော့တိုက်ပွဲတချို့နဲ့ထိတွေ့မှုများလည်းရှိနေတယ်လို့သိရပါတယ်စစ်တပ်က AR တိုင်းနဲ့ရခိုင်ပြည်နယ်အဆက်နေရာများမှာစစ်ရင်အားများတိုးချနေပြီးတော့စစ်စေးရေးနဲ့လုံခြုံရေးများကိုလည်းအထူးတင်းကျပ်စွာလှုပ်ဆောင်နေတယ်လို့သိရပါတယ်ပသိမ်ချောင်းသာလမ်းဘက်မှာအစီအစေးတွေကတော့တော်တော်ကိုကျန်းနေတာမှတ်ပုံတင်စစ်ရုံတွေမကဘူးအမျိုးသားတွေဆိုရင်မတင်ငါရင်အပေါ်အင်ကြီးကိုချွတ်ခိုင်းတယ်ခရီးသည်တွေဆိုရင်လည်းကားပေါ်ကနေလမ်းဆင်းလျှောက်ခိုင်းတယ်စစ်စေးရေးကတော့တော်တော်ကိုကျန်းနေတာလို့ အခုဇန်နဝါရီလကုန်ပိုင်းအတွင်းမှာခရီးသွားခဲ့တဲ့ခရီးသည်တင်ကားပိုင်ရှင်တဦးကပြောပြထားပါတယ်ရခိုင်နဲ့ AOD အဆက်မှာတိုက်ပွဲအခြေအနေများနဲ့သတင်းများကြောင်းချောင်းသာကန်းကြီးကိုခရီးသွားလဲပတ်သူလုံးဝမရှိသလောက်နှဲပါသွားပြီးတော့ဈေးဆိုင်နဲ့ဈေးတယ်များဟာလည်းအလွန်နှဲပါသွားကမြို့ဟာလည်းလုံးဝကို၆ကတ်နေတယ်လို့သိရပါတယ်ချောင်းသာမြို့ကပြည်သူတချို့ဟာလည်းတိုက်ပွဲများကူးဆက်လာမှာကိုစိုးရိမ်ပြီးတော့တခြားမြို့များကိုရွှေ့ပြောင်းသွားလာနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ